လာအိုနိုင်ငံကတောင်တွေထူထပ်ပြီးတော့မြစ်ချောင်းတွေပေါ်များတယ်။မဲခေါင်မြစ်ကလာအိုနိုင်ငံအတွက်အသက်သွေးကြောသဖွယ်ဖြစ်ပြီးတော့နိုင်ငံအတွင်းမှာရှိတဲ့မြစ်အများစုကမဲခေါင်မြစ်အတွင်းကိုစီးဝင်ကြတယ်။ဒီစာသင်ချိန်မှာအိန္ဒိယနိုင်ငံဖြစ်တဲ့လာအိုနိုင်ငံကို လေ့လာကြည့်ကြမယ်နော်။ ။ဒါဝနိုင်ငံကအရှေ့တောင်အာရှမှာရှိတဲ့ကုန်းပိတ်နိုင်ငံတစ်ခုဖြစ်တယ်။၁၄ရာစုကတည်းကဘရင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။1946ခုနှစ်မှာပြင်သစ်လန်အောက်ကနေလွတ်လပ်ရေးရခဲ့ပြီးတော့1985ခုနှစ်မှာလာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံကိုထူထောင်ခဲ့တယ် လာဟုနိုင်ငံကတောင်တွေထူထပ်ပြီးတော့မြေချောင်းတွေပေါ်မြတယ်။မဲခေါင်မြစ်ကလာဟုနိုင်ငံအတွက်အသက်သွေးကြောသဖွယ်ဖြစ်ပြီးတော့နိုင်ငံအတွင်းမှာရှိတဲ့မြစ်အများစုကမဲခေါင်မြစ်အတွင်းကိုစီးဝင်ကြတယ်။မဲခေါင်မြစ်ကလာဟုနိုင်ငံနဲ့မြန်မာနိုင်ငံကြားမှာရှိတဲ့နယ်နိမိတ်မြစ်လည်းဖြစ်တယ်။ ရေဘွားအားဖြင့်အပူပိုင်းဆိုဆိုရာသီဥတုရရှိတယ်။ဒါပေမဲ့ဒေတာရဲ့တည်နေရာနဲ့မြင်မျက်နှာတွင်ပြင်းအနေအမြင့်ကိုလိုက်ပြီးတော့အပူချိန်နဲ့မိုးရေချိန်ရရှိမှုကတော့ကွာခြားတယ်။လာဝနိုင်ငံရဲ့မြို့တော်ဟာဗီယန်ချင်းမြို့ဖြစ်တယ်။လူရဲ့အများစုကလာအိုလူမျိုးတွေဖြစ်ပြီးတော့တခြားတိုင်းရင်းသားတွေလည်းရှိတယ် နေထိုင်သူဥယျာဉ်ရဲ့60ရာခိုင်နှုန်းကျော်ဟာထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးတော့တခြားဘာသာဝင်တွေလည်းရှိတယ်။ရုံသုံးဘာသာစကားကတော့လာအိုဘာသာစကားဖြစ်တယ်။လာအိုနိုင်ငံရဲ့ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးရဲ့ထောက်ဝက်ကို စိုက်ပျိုးရေးထွက်ကုန်တွေကနေပြီးတော့ရရှိတယ်။စိုက်ပျိုးမြေရဲ့80ရာခိုင်နှုန်းမှာစံစဘာစိုက်ပျိုးတယ် ရွှေကျေးနီကြောင်မီးသွေးစားရာတွေကိုလည်းတူးဖော်ရရှိပြီးတော့နိုင်ငံသားကိုတင်ပို့ရောင်းချတယ်။မဲခေါင်မြစ်ရဲ့မြစ်လက်တက်တွေကဆယ်တွေတိဆောက်ပြီးတော့ရေအားလျှက်စစ်ကို ထုတ်လုပ်တဲ့ရေအားလျှက်စစ်ထုတ်လုပ်ခြင်းကနိုင်ငံရဲ့အရေးပါတဲ့စီးပွားရေးလုပ်ငန်းဖြစ်လာပြီးတော့အဓိကတင်ပို့ကုန်လည်းဖြစ်လာတယ်။ အခုအခါမှာလာအိုနိုင်ငံရဲ့သဘာဝရှုမြော်ခင်းနေလှိုင်းကူတွေရေတခွန်နေစတာတို့ဟာသဘာဝအခြေခံခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးစေဖို့အတွက်ဆွဲဆောင်လျက်ရှိတယ်အလောဝင်လာပါနားမလည်လိုက်တဲ့ចောင်းစာတွေကိုပြန်ရှင်းပြပေးဖို့ဂိုက်တယောက်လိုနေပြီလားဒါဆိုသူခမိန် app ရှိရယ်နော် ။နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးမယ်။အချိန်ပြည့်ရှိနေမယ်သူခမင်ကြီးပေါ့။ဘယ်အချိန်မဲလေးလာလေးလာသူခမင်ကြီးကစာတွေကို24နာရီအချိန်ပြည့်ရှင်းပြပေးဖို့အသင့်ရှိနေမှာပါ။သူခမေအပ်မှာဆိုရင်သင်ရိုးညွန်းတဲ့နေရာအတိုင်းသင်ခန်းစာတွေကိုသင်ကြားပြသပေးထားလို့တသားမီးတို့စာရီမလိုက်နိုင်မှာစိတ်ပူစရာမျိုးတော့ပါဘူး။ကဲဒါဆိုចောင်းစာရီအတွက်စိတ်ညစ်နေအောင်မှာလား။ အနည်းဆုံးစေးနှုန်း3600ကျပ်ကနေစတင်ဝယ်ယူနိုင်ပြီး iOS Android version နှစ်မျိုးစလုံးကနေ free download ရယူနိုင်ပါတယ် website link ဆိုရင်တော့ www.tukhamain.com ကနေဝင်ရောက်လေ့လာလို့ရပါတယ်ကဲ tukhamain application ကိုအခုပဲ subscribe လုပ်လိုက်တော့နော်